အီဂျစ်ကလည်းရန်သူစခန်းအမြောက်များကိုမိမိတို့ကသိမ်းပိုက်လိုက်ပြီးစစ်ဦးသည်ရှေ့သို့ဆက်လက်ထိုးဖောက်ချီတိုက်လျက်ရှိပါသည်ဟုကြေညာသည်အစ္စရေးကလည်းရန်သူတို့၏ထိုးစစ်ကိုတံမြန်ထိုးစစ်များနှင့်တုတ်ပြန်ကရန်သူဘက်ကအကြမ်းဆုံးများပြားစေလျက်ရှိုံသာမကဒူးမြောင်၏တစ်ဖက်ကမ်းသို့ပင်ပြန်လည်တွန်းပို့စာပြုနေပြီဟုကြေညာလိုက်သည် အလုံးမဲမင်္ဂလာပါခင်ဗျာ Rewinbi Channel မှာပြန်လည်ပြန်ဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်1939အောက်တိုဘာ9ရက်တနင်္ဂနွေနေ့အစ္စရေးအရန်တပ်သားအများစုတို့သည်သက်ဆိုင်ရာတပ်ဖွဲ့များနှင့်ဆက်သွယ်မိကြပြီဖြစ်ရာစစ်ပွဲ၏ဒုတိယနေ့နက်နက်စောစောတွင်စစ်မြန်နာနှစ်ခုစလုံး၏စစ်ချိန်ပုံမြင့်တက်လာသည်အာရတ်တို့၏အထွေထွေထိုးစစ်ကြီးကိုမြေပြင်တွင်၎င်းဝင်းဟင်းတွင်၎င်းရေးပြင်တွင်၎င်း ံမြန်ထိုးစစ်ဆင်နွှဲခြင်းဖြင့်ဒုတိယနေ့စစ်ပွဲကိုဖွင့်လှစ်စတင်လိုက်ကြသည်အစရိအယံတများသည်စစ်မျက်နှာများသို့တတော်တော်ရောက်လာလျက်ရှိသည်စစ်သုံးရင်များအယက်သားများပိုင်ဆိုင်သည့်ရင်ပေါင်းစုံများသမဝါယမကပိုင်ဆိုင်သည့်ရင်ပေါင်းစုံများဖြင့်တရက်ဆက်ပို့ပေးနေခြင်းဖြစ်သည်အခြေခံပင်မတက်အင်အား3000ကို82နှစ်ဤတွင်3သိန်းဖြစ်အောင်စစ်စုစည်းမှုကိုပြုလုပ်နိုင်သည်ဟုကြွေးကြော်ထားသည့်အစ္စရေးတို့၏ သမတော်ဖွဲ့စည်းပုံအရအောင်မြင်စွာဆောင်ရွက်နှိုးဆော်နေသည်အီဂျစ်စစ်မျက်နှာဂိုလန်ဂုံးမြင့်မြင့်စစ်မျက်နှာထပ်ပုံမူပြင်းထန်သော တိုက်ပွဲများသည်ယနေ့တနေ့လုံးစူးအပ်တူးမြောင်းဒေသစစ်မျက်နှာတွင်ဖြစ်ပွားလျက်ရှိသည်အီဂျစ်တို့၏မြကူးကုန်းမောင်တရာ၁၇ခုအနက်၉ခုကို အစ္စရေးလေတပ်ညေးဆိုင်ဘုံကျဲတိုက်လျင်များကဖောက်ခွဲဖျက်ဆီးပစ်လိုက်ကြသည်သို့တော်လည်းတိုင်းလုံးကြီးများပမာထိုးဖောက်ဝင်ရောက်ကာတူးမြောင်း၏အရှိတ်ဘက်ကျန်းသို့ဖြတ်ကျော်နေသည် အီဂျစ်တပ်များကထင်းသလောက်ရပ်တန့်သွားခြင်းမရှိကြ။လူမျိုး၏အရှိတ်ဘတ်ချမ်းဒေသတော်တော်များများကိုအီဂျစ်တို့ကထိန်းထားနိုင်သော အခြေအနေသို့ရောက်နေသည်။အစ္စရေးတို့၏ဖျက်ဆီးခြင်းကိုခံရသော မြေကူးတံတားများကိုလည်းပြန်လည်တိဆောက်ကြသည်။ထိုတံတားများဖြင့်ပင်တင့်ကားတပ်များကိုစီနိုင်သေးကန်နာရအတွင်းသို့အီဂျစ်တို့ကဆက်လက်ပို့နေသည်။အစ္စရေးတို့ကလည်းတင့်ကားတပ်များ၊ချီလျင်တပ်များ၊လေးတပ်တိုက်လင်းရင်များဖြင့် တံပြန်ထိုးစစ်စင်ကအီဂျစ်စစ်ဦးကိုဟန်တားနေသည်မနှစ်ကနှစ်စာလျင်အချိန်လေးကိုများစွာထိမ့်သိမ်းနိုင်သည့်အဆင့်သို့ရောက်ရှိလာသည်ဒေဂန်နာယအတွင်း၌အပြင်းထန်အဆိုးရွားဆုံးသောစစ်ပွဲများဖြစ်ပွားနေခဲ့မှာပင်အီဂျစ်တပ်များသည်အဆက်မပြတ်စူးအတူးများကိုဖျက်ကျော်နေကြပြီးအစ္စရေးတို့အားကိုးရဆုံးဖြစ်သည့်နမ်မဲကျော်ဘာလတ်ခန်တက်ကြီးကိုဖြိုးဖျက်ရန်ကြိုးစားကြသည်ပထမနေ့ကဘာလတ်ခန်စစ်ကြောင်းကြီးအချိန်အနည်းမှအလွန်ဆိုးရွားကအီဂျစ်တို့လက်သွင်းသို့ သက်စင်းနောမြေအခြေအနေတို့ပင်စိုက်ရောက်ခဲ့သည်စစ်စခန်းမှအမြောင်များကိုပင်လက်လွတ်ဆုံးခြုံသွားကြရသည်ယနေ့နနပိုင်းကစပြီးစစ်ကူများရောက်လာသဖြင့်တံပြန်ထိုးစစ်ကိုအစ္စရေးတို့ကအလုံးရင်ဖြင့်ထိုးကြသည်တံကြကားတက်မှလည်းတပ်ကူများထပ်မံရောက်ရှိလာသည် ထိုးတပ်ကူများဖြင့်မိမိတို့၏စခန်းများမကြားဆုံးစေရန်အစ္စရေးတို့ကကြိုးစားနေကြသည်ယနေ့မှစပြီးအစ္စရေးလေတပ်ကခွန်ကြီးအားရှင်ဖြင့်တိုက်ပွဲတွင်သို့ဝင်လာသည် ။သူအတူးမြောင်းကိုတတော်တော်ဖြတ်နေသည့်အီဂျစ်တပ်များကို လေချောင်းကတဲတဲမဲမဲတိုက်ခိုက်လာသည်။ထိုမြတာမကစီနိုင်တွင်သို့စစ်ကူးများပေးပို့နေသည့်အီဂျစ်ပြည်အတွင်းရှိစစ်စခန်းများကိုပါလေချောင်းမှသွားရောက်တိုက်ခိုက်သည်။စစ်ကူးများထပ်မံပေးပို့ခြင်းရော်ပါသွားစေရန်ဖြစ်သည်။အီဂျစ်လေတပ်ကလည်းတံပြန်တိုက်စင်များဆင်နွှဲသည်။သူအတူးမြောင်းတစ်ချောက်ကိုတိုက်ခိုက်နေသောဣသရေလလေရင်များများကိုခုခံတိုက်ခိုက်သည်။လေတပ်စီးခြင်းထိုးတိုက်ပွဲများအကြိမ်ကြိမ်ဖြစ်ပွားသည် လူမြောင်ဤအရှိဘတ်ကန်တစ်ချောက်လုံးလိုလိုကိုမိမိတို့တပ်များကကောင်းစွာထိန်းသိမ်းထားလိုက်ပြီဖြစ်ကြောင်းအီဂျစ်ရေဒီယိုကကြေညာသည်အစ္စရေးတို့ကမူကမ်းခြေတစ်ချောက်တွင်နှစ်နေရာလောက်ကိုသာအီဂျစ်တို့သိမ်းပိုက်ထားနိုင်ပါသည်ဟုပြန်လဲကြေညာသည်စူအဒေတာစစ်မြန်နာဤမြောက်ဖက်ဖြားနှင့်တောင်ဖက်ဖြားများကိုအစ္စရေးတို့ကအာသွန်ဖိတိုင်နေသည်ခြေလျင်တပ်များတန်ကြက်ကာကာတပ်များကိုလေကြောင်းအထောက်အကူဖြင့်တဟုန်တို့စစ်ထိုးနေသည် အီဂျစ်နိုင်ငံအတွင်းရှိစစ်စခန်းများကိုလေကြောင်းမှသွားရောက်တိုက်ခိုက်ရာတွင်ဒုတိယအတိကထားတိုက်သော ပြစ်မှတ်များမှာအီဂျစ်လေယာဉ်ကွင်းများဖြစ်သည်အီဂျစ်တို့ကလည်းကျူးကျော်ရောက်ရှိလာသမျှအစ္စရေးလေယာဉ်များများကိုတိုက်လေယာဉ်ပြန်များဖြင့်ပြန်လည်တွန်းလှန်ခြင်းမြေပြင်မှဝေဟင်ပစ်စမ်းထုံးယာဉ်များဖြင့်ခုခံခြင်းများကိုပြုလုပ်နေသည်လေကြောင်းတိုက်ပွဲများသည်လည်းမနေ့ကထပ်ပိုမိုပြင်းထန်လာသည်အီဂျစ်ဘုံကျဲလေယာဉ်များကမြေပြင်တပ်များကိုအကူအညီပေးရာတွင်၎င်း စ္စရေးလီယင်မြန်များလာရောက်တိုက်ခိုက်သည်ကိုဒွန်းလန်ရာတွင်၎င်း၊ဒေယူပို့ဆောင်ရေးလုပ်ငန်းများပြုလုပ်ရာတွင်၎င်း၊ဒေချောင်းတိုက်ပွဲများနေရအနှံ့ပြားတွင်တနေကုန်ဖြစ်ပွားနေသည်။စီနိုင်းကျွန်းဆွယ်မြောက်ဖက်ကမ်းရိုးတန်းရှိအစ္စရေးစခန်းများကိုအီဂျစ်ရေတပ်စစ်သည်မောများက အမြောက်များဖြင့်ပစ်ခတ်တိုက်ခိုက်ကြသည်။လေချောင်းမှလည်းတွားရောက်တိုက်ခိုက်သည်။ရင်မြောက်ဖက်ကမ်းရိုးတန်းဒေသ၌လည်းပြင်းထန်သောလေကြောင်းတိုက်ပွဲများဖြစ်ပွားခဲ့သည်။ယနေ့တနေ့လုံးဖြစ်ပွားသည့်လေကြောင်းတိုက်ပွဲများတွင အစ္စရေးလေယာဉ်28ဆင်းကိုပစ်ချလိုက်ပြီးတင်ကား60နှင့်အစ္စရေးခန္ဓာ15ခုတို့ကို လုံးဝချေမုန်းဖျက်ဆီးလိုက်ကြောင်းမိမိတို့ဘက်ကတိုက်လေယာဉ်15ဆင်းဆုံးရှုံးသွားကြောင်းဖြင့်အီဂျစ်ရေဒီယိုကညာပိုင်းတွင်ကြေညာသည်အစ္စရေးဘက်ကမူလေကြောင်းတိုက်ပွဲတွင် ဆုံးရှုံးသည့်လေယာဉ်မြန်အရေးအတွက်ကိုထုတ်ပြန်ကြေညာခြင်းမပြုချေ။ရန်သူလေယာဉ်မြန်များ၏အကြဆုံးကိုလည်းကြေညာခြင်းမပြုဘဲစိတ်စိတ်နေလျက်ရှိသည်။သို့သောဆစ်ဖြစ်ပြီး 35နာရီကြာတွင်မိမိတို့၏လေးတက်မတော်ကအရှိလေပိုင်းဒေတာတစ်ခုလုံး၏ကောင်းငင်မြင်းကြီးကိုကြီးစိုးမင်းမူလျက်ရှိနေပြီဖြစ်ကြောင်းဖြင့် အစ္စရေးစစ်ဦးစီးချုပ်ဌာနကညဘက်တွင်ကြေညာလိုက်သည်ဒုတိယနေ့ညနေပိုင်းသို့ရောက်လာသောအခါဆူအတူးမြောင်းဒေတာစစ်မျက်နှာတွင်အီဂျစ်နှင့်အစ္စရေးတို့ညီသူကအပေါ်စီးရနေသည်ဆိုခြင်းမှာနားလေရခမန်းရခတ်လာအောင်တယောက်တစ်မျိုးစီကြေညာချက်များထုတ်ပြန်နေကြသည်အီဂျစ်ကလည်းရန်သူစခန်းအမြောက်များကို မိမိတို့ကဒိမ့်ပိုက်လိုက်ပြီးစစ်ဦးသည်ရှေ့သို့ဆက်လက်ထိုးဖောက်ခြိတိုက်လျက်ရှိပါသည်ဟုကြေညာသည်အစ္စရေးကလည်းရန်သူတို့၏ထိုးစစ်ကိုတံမြန်ထိုးစစ်များနှင့်တုတ်ပြန်ကရန်သူဘက်ကအကြမ်းဆုံးများပြားစေလျက်ရှိုံသာမကဒူးမြောင်ဤတစ်ဖက်ကမ်းသို့ပင်ပြန်လည်တွန်းပို့စာပြုနေပြီဟုကြေညာလိုက်သည်တစ်ချိန်တည်းမှာပင်အစ္စရေးရေဒီယိုကအာရဗ်ဘာသာဖြင့်အသံလွှင့်ရာတွင်ဇူးအဒူးမြောင်ကိုဖြတ်ကျော်တဲ့တံတားတွေအလုံးရဲဘော်တို့အတွက်ဖွင့်လှစ်ထားပါတယ် စီနိုင်သေးကန္နာရဟာလဲအလွန်တရာပြောကြဲလာပါတယ်ဒါတွေအလုံးဟာငါတို့ဣသရေလရဲ့ထောင်ချောက်တွေဖြစ်တယ်ဒီထောင်ချောက်များအတွင်းသို့အမြန်ဆုံးခြစ်တက်ဝင်းရောက်ခဲ့ကြလောရဲဘော်တို့စသဖြင့်ဖိတ်ခေါ်ကြိုးစိုးလျက်ရှိသည်အီဂျစ်ရေတပ်သင်းမောတစ်စင်းကိုပို့ဆတ်စိတ်ကမ်းမြူအနီး၌ဣသရေလမြေဆိုင်ဘုံကျဲတိုက်လျင်များကနှစ်မြုပ်ပြစ်လိုက်သည်ဘင်လယ်နီထဲတွင်လည်းလက်နက်ကင်တပ်များကိုတင်းဆောင်လာသည့်အီဂျစ်သင်းမော၃စင်းကိုဣသရေလရေတပ်စစ်သင်းမောများက နှစ်မြုပ်လိုက်သည်ဒုရယာနှင့်မွန်လဲပိုင်းသို့ရောက်သောအခါလက်ရကန်းတိုက်ပွဲဆင်နွှဲခြင်းနှင့်ပါသွားပြီးအစ္စရေးစစ်စခန်းများကိုအီဂျစ်တို့ကအဝေးမှအမြောက်ဖြင့်ပိတ်ခတ်ခြင်းများကိုပြုလုပ်လာသည်အစ္စရေးစစ်စခန်းများပေါ်တွင်အမြောက်ဆန်းများတယံမလက်ကြရောက်ပောက်ကွဲလျက်ရှိသည်တန်ချက်ကတက်များတင်ကားများဖြင့်စစ်စင်ခြင်းကိုပိုမိုအားပြုလာသည်အစ္စရေးတို့ဘက်ကတင်ကားဖြတ်လက်နက်များကိုကျွမ်းကျင်စွာအသုံးပြုပြီးစနစ်တကျတိုက်ခိုက်ကြသည် အီဂျစ်တင်ကားတပ်များ၏နောက်ပိုင်းမှထောက်ပံ့ရင်းနှင့်အားဖြင့်လမ်းကြောင်းများကို ထိတိရောက်ရောက်ဖြတ်ထုတ်ဖြစ်နိုင်ရန် လေးထပ်အားကိုဖြင့်အစွမ်းကုန်ကြိုးစားသည်အီဂျစ်များကတင်ကားတပ်များကို ပိုမိုအားကိုသည်မြေပြင်ပြည့်အမြောက်များကိုအကျိုးရှိရှိအသုံးပြုနေသည်လင်းရင်ပြည့်စံဒုံးရင်များကိုအစွမ်းထထအသုံးချနေသည်အစ္စရေးကမူမြေပြင်တပ်များရေးတပ်များထက်လေးတပ်ကို ပိုမိုအားပြုသည် အထူးသဖြင့် F4 Phantom အမျိုးအစား မြေဆိုင်ဘုံကျဲတိုက်လင်းရင်းများကိုအားထားသည်အစ္စရေလေးဓာတ်ကအချက်ကြီး၄ချက်ကို အတိကာထားပြီးတိုက်ပွဲဝင်လျက်ရှိသည်ယင်းတို့မှာ၁အီဂျစ်ပြည်အတွင်းရှိစစ်လင်းရင်ခွင်းများကို တိုက်ခိုက်ဖျက်ဆီးပြရန်၂စီးရီးယားပြည်အတွင်းရှိမြေပြင်မှဒင်းရင်ပစ်ဒုံးရင်စခန်းများကိုတိုက်ခိုက်ဖျက်ဆီးပြရန်၃စူးအတ်တူးမြောင်းကိုဖျက်ကျော်ရန်ထိုးထားသည့်မြစ်ကူးကုန်းပေါင်တံတားများကိုဖျက်ဆီးပြရန်၄အစ္စရေလတို့၏တန်ချက်ကတပ်များကို အားဖြင့်ကူညီပေးရန်စသောအချက်၄ချက်ပင်ဖြစ်သည်။၎င်းတို့၏အချက်၄ချက်ကိုလည်းကောင်းစွာအကောင့်ထဲပေါ်နိုင်သည့်အခြေအနေသို့ရောက်လာသည်။တိုက်ပွဲစတင်ဖြစ်ပွားပြီး35နာရီကြာသောအခါအစ္စရေးလေတပ်သည်အရှေ့အလယ်ပိုင်းကောင်းငင်ရန်ကြီးတစ်ခုလုံးကို အပိုင်စီးထားလိုက်ပါပြီဟုကြေညာသည့်အတိုင်းပင်လေချောင်းတိုက်ပွဲများတွင်အစ္စရေးတို့ကအသာရသည်ကများနေသည်။ဇူအဒူးမြောင်းကိုဖျက်ကျော်ပြီးစီနိုင်သေးကန်နာရအတွင်းသို့တသောသောဝင်နေသောအီဂျစ်တပ်များကို၎င်း တန်ကြကားတက်များ၏နောက်ပိုင်းအဖြေလမ်းကြောင်းများကို၎င်းအင်အားနှဲပါသွားအောင်ပြုလုပ်ထားနိုင်သည်ထိုနည်းအားဖြင့်စီနိုင်သဲကန်နိုင်အတွင်းသို့ဝင်ရောက်လာကြသည့်အီဂျစ်တပ်များကိုထောင်ချောက်သွင်းတကယ်သို့ပြုလုပ်ရန်ပြင်ဆင်ခြင်းဖြစ်သည်ထို့တော်လည်းအီဂျစ်တို့၏စစ်အင်အားသည်အစ္စရေးတို့ခန့်မှန်းတကယ်သို့ဒေးငယ်ရပ်တန့်သွားခြင်းမရှိဘဲအရှိန်အဟုန်ကြီးမားစွာဖြင့်ဆက်လက်တိုက်ပွဲဝင်လျက်ရှိနေသည်လူမျိုးကိုလည်းကြီးမားသည့်တက်ကြီးများကဖြတ်ကျော်နေစေဖြစ်သည် အီဂျစ်တွင်ရှိသမျှမြေပြင်တပ်များနှင့်တန်ကြပ်ကားတပ်များကိုထိုးစစ်မျက်နှာအတွင်အိတ်သွင်းဖားမှအသုံးပြုနေသည့်သဘောဖြစ်သည်82နှစ်ကြာမြင့်သောအစ္စရေးတို့၏စစ်အင်အားကိုအပြည့်အဝစူးစီးပြီးဖြစ်ပါလိမ့်မည်ဟုဆိုထားလျာယခုအချိန်ထိစူးစီးမှုသည်ပြည်ပြေဆုံးခြင်းသို့မရောက်သေးကြတဝက်တစ်ပြက်မျှသာစူးစီးပြီးသည်သည်ထိုကြောင့်လည်းထိရောက်သောတံပြန်ထိုးစစ်စင်းခြင်းကိုမြေပြင်တပ်များအနေဖြင့်ယခုချိန်ထိထူးထူးခြားခြားပြုလုပ်နိုင်ခြင်းမရှိသေးကြ။ ။အော်ဒါနဲ့စကားမဆက်။အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်က comment လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို။ဤသို့ဆိုစေအီဂျစ်တို့သည်ပြင်းထန်စွာတိုက်ပွဲဝင်နေကြလင်ကစားနောက်ပိုင်းသို့တက်လန်ကထိုးစစ်ပုံတံတမှခန်းစစ်ပုံတံတို့ပြောင်းလဲနေပြီဟု ဣသရေတို့ကတွင်တွင်ကြင်ညာလျက်ရှိသည်အယံတမားစူးစီးမှုသည်လည်းကြီးစည်းသလောက်ဖြစ်နေပါပြီဟုကြင်ညာကစစ်မြေပြင်များ၌တိုက်ပွဲဝင်နေသောတပ်များအားနှစ်သိမ့်လျက်ရှိသည်ယခုဒီကြိမ်တိုက်ပွဲဝင်သောအီဂျစ်တို့သည်1968ခုနှစ်6ရက်စစ်ပွဲတွင်နှိုင်းစားလျင်များစွာသူရိယတပ်တီပြောင်းမြောက်လာကြကြောင်းဒီဒီငိမ့်ငိမ့်ဖြင့်စစ်တိုက်ဝင်လာကြကြောင်း၎င်းတို့လက်ဝဲကိုင်းတွင်အုံပြူနေသောစစ်လက်နက်ပစ္စည်းများကိုလည်း ကျွမ်းကျင်စွာအသုံးချလာတတ်ကြကြောင်းဖြင့်ရှေ့တန်းစစ်မျက်နှာတွင်တိုက်ပွဲဝင်လျက်ရှိသောအစ္စရေးအရာရှိများကဝန်ခံပြောဆိုကြသည်ခန္ဓာစခန်းအချို့ကိုအစ္စရေးတပ်များကစွန့်ခွာထွက်ပြေးနေကြပြီးအချို့ကမူလက်နက်ချကြောင်းအစ္စရေးစစ်သုံးဘန်းအများပြားကိုရရှိထားပြီဖြစ်ကြောင်းတင်ကားများတန်းချက်ကားများလက်နက်ခရင်မီးကြောက်တို့ကိုလည်းအကောင်းပါကတိသိမ်းယူရရှိနေကြောင်းဖြင့်ညာဦးပိုင်းတွင်အီဂျစ်ကကျင်းညာသည်ဘုဖတ်ဒီဖတ်အကြဆုံးများနှင့်ပတ်သက်၍အစ္စရေးတို့က ။စရင်တီကြကျင်းညာခြင်းမရှိကြ။စစ်မျက်နှာများတွင်နှစ်ဖက်အကြဆုံးအထိခိုင်များရှိပါသည်ဟုသာမန်ဝန်ခံပြောဆိုခြင်းကိုသာပြုသည်။စီးရီးယားစစ်မျက်နှာအစ္စရေးဂျက်လီယင်များများသည်စီးရီးယားပြည်နယ်အတွင်းပိုင်းရှိပြစ်မှတ်တော်တော်များများကိုယနေ့နက်နက်စောစော9နာရီတွင်ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့်စီးရီးယားနှင့်ဒုတိယနှင့်စစ်ပွဲကိုစတင်ဖွင့်လှစ်လိုက်သည်။ယူကျော်ဝင်ရောက်တိုက်ခိုက်လာသည့်အစ္စရေးလေယာဉ်များများကို မိမိတို့၏လေချောင်းရန်ကာကွယ်ရေးတပ်များကတွန်းလှန်လိုက်ကြောင်းအရေးအတွက်မသိရသေးသောလင်းအမြန်အချို့ကိုမိမိတို့တပ်များကပစ်ချလိုက်ကြောင်းဖြင့်စီးရီးယားဘက်ကကျင်းညာသည်ဂိုလန်ကုန်းမြင့်မြင့်တွင်စီးရီးယားနှင့်အစ္စရေးတို့လေချောင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားသည်လင်းရင်စီးချင်းတိုက်ပွဲများတွင်အစ္စရေးလင်းရင်အများအပြားကိုပစ်ချနိုင်ခဲ့သည်ဟုဆိုသည်နနက်စောစောပိုင်းမှစတင်မြင်းဂါလီလီအထက်ပိုင်းဒေသနှင့်ဦးလာတောင်ကြားရှိဂါရော့နှင့်ရှာမားမြို့နှမြို့သည် စီးရီးယားတို့၏အမြောက်စမ်းများမိုးသည်မိုးပေါင်များပမာရွာချခြင်းကိုခံနေရသည်မကြာခဏလဲစီးရီးယားလေးတပ်ကလာရောက်ဘုံကျဲနေသည်ရင်းဒေသများသည်1968ခုနှစ်6ရက်စပွဲကာလကထိုးဖောက်ဝင်ရောက်ပြီးအစ္စရေးတပ်များကိုဖြိုးဖျက်နိုင်ရန်ကြိုးစားကြသည်အစ္စရေးစခန်းအတော်များများကိုလည်းသိမ်းပိုင်နိုင်ရန်အာသွန်ဖိတိုက်နေသည်အစ္စရေးခံတပ်အချို့ကိုတွန်းလှန်ပစ်လိုက်သည်6ရက်စစ်ပွဲအတွင်းက ရန်သူလက်သူကြောက်ခဲ့သည့်မိမိတို့ပိုင်းကြေးရွာအများပြားကိုပြန်လည်သိမ်းယူကာလွတ်မြောက်စေလိုက်ပြီးဟုစီးရီးယားကကြေညာသည်။အစ္စရေးတို့ကမူစီးရီးယားတို့သည်မူလအစ္စရေးပိုင်နက်အနေမြေစစ်စစ်တရွာတလီကိုပင်ထိပါးချင်းချောင်နိုင်ခြင်းမရှိသေးကြောင်းသိမ်းပိုင်နိုင်ရန်ဆိုသည်မှာမူစဉ်းစားဖို့အကြောင်းပင်မရှိကြောင်းတဦးကျွန်းလာသည့်ရန်သူတင့်ကားများကိုတစင်းမြူတစင်းဖျက်ဆီးလျက်ရှိကြောင်းရန်သူတို့သည်တဖြည်းဖြည်းတက်လန်းစားပြုနေပြီဖြစ်ကြောင်း အပြစ်ခက်ရစေရင်မြင်းညောင်ကိုဖျက်ကျော်လာသည့်ကျူးကျော်သူများသည်လေချောင်းကာကွယ်မှုလုံးဝမရနိုင်ပေမိမိတို့စိတ်ထင်နိုင်ပြုသည်များကိုခံနေကြရပြီဖြစ်ကြောင်းအစ္စရေးရေဒီယိုကကြေညာသည်ဒုတိယနေ့ညနေပိုင်းရောက်သောအခါစီးရီးယားခြေလျင်တပ်နှင့်တန်ကြပ်ကာတပ်များသည်အစ္စရေးသိမ်းပိုက်ထားသောဂိုလန်ကုန်းမြင့်အတွင်သို့အပြစ်ခက်ရစေရင်မြင်းညောင်ကိုကျော်ပြီးသုံးမိုင်ခန့်ထိုးဖောက်ဝင်းရောက်လာနိုင်သည်အစ္စရေးတို့ကလည်းဝန်ခံသည် သို့တော်လည်းယင်းသူနေမြေသုံးပိုင်ခန့်သိမ့်ပိုင်ရရှိနိုင်အောင် စီးရီးယားတို့သည်ကြီးစွာသောအရင်းအီးများကို စိုက်ထုတ်နေရာချောင်းဖြင့်ဆက်လက်ပြောဆိုသည်မျက်မြင်သက်သေးတို့ပြောဆိုကြအရာဣသရေလတို့၏ဖင်တန်နှင့်မိုင်းရက်တိုက်လင်းများပြားသည်အနောက်ရှက်ကင်းရှင်းစွာဖြင့်စီးရီးယားစစ်ကြောင်းများကိုဖျက်ကျော်ပြန်တန်းလျက်ရှိသည်ဟုဆိုသည်ခြေတန်းစစ်မျက်နှာတွင် ရှိနေသော စီးရီးယားတို့၏ဆိုဗီယက်လုံဆမ်3ဒုံးရင်စခန်းများကို အစ္စရေးလေတပ်ကလုံးဝချေမုန်းပစ်လိုက်သည်ထို့ကြောင့်ဒမတ်စကပ်မြို့တော်သည်အစ္စရေးတို့၏လက်ခုပ်ထဲကရေပြတ်သွားပါပြီဟုအစ္စရေးကကြေညာသည်စီးရီးယားတို့ဘက်ကတင်ကားနှင့်တန်ကြကားပေါင်းရှေ့ယာမှတထောင်ခန့်အထိပါဝင်တိုက်ခိုက်နေသည်ယနေ့ညနေပိုင်းတွင်တင်ကားနှင့်တန်ချက်ကားကအမြောင်များကိုအစ္စရေးတို့ကဖျက်ဆီးပစ်လိုက်နိုင်သည်ဟုခြေတန်းရောက်သတင်းထောင်များကသတင်းပေးပို့သည်အစ္စရေးပြောသည်များအရန်တများကိုအပြည့်အဝပြင်ဆင်ပြီးသည်နှင့်တပြိုင်နက်တည်း တမ်းမြန်ထိုးစစ်ကိုအောင်မြင်စွာဆင်နွှဲနိုင်မည်ဖြစ်ကြောင်းဖြင့်အစ္စရေးစစ်ထောက်လမ်းရဲ့အကြီးအကဲဖြစ်သူယခုအယံတပ်ဗိုလ်ချုပ်ကြီးဟိမ်မဟာဇော့ကယနေ့ပြောသည်ဗိုလ်ချုပ်ကြီးဟိမ်မဟာဇော့ကတိုင်းပြည်ကိုအတန်လွင့်ပြောကြရာတွင်စူအတူးမြောင်တစ်ချောင်း၌ချထားသောအင်အားနည်းပါလာသည်မိမိတို့၏စစ်တပ်နှင့်နှိုင်းစာလျင်အီဂျစ်စစ်တပ်ကအပေါ်စီးရလျက်ရှိသည်ထို့ကြောင့်လဲတူးမြောင်ကိုတရားထိုးချက်ကြောကအောင်ပွဲအရှူရယူနိုင်ခဲ့သည့်အင်အားရှိနေခြင်းဖြစ်သည် ဂိုလန်ဂုံးမြင့်မြင့်စစ်မျက်နှာတွင်မိမိတို့တပ်များသည်1968ခုနှစ်6ရက်စစ်ပွဲတုန်းကရင်ဆိုင်ခဲ့ရသောရန်သူထက်အင်အား9စာကြီးမှသည့်ရန်သူများကိုရင်ဆိုင်နေရသည်အရန်တပ်များစုစည်းပြီးသည့်နှင့်တပ်များနှစ်ထဲဒွန်းလန်ချင်းမှုံမှုများကိုစတင်ပြုတ်လုံနိုင်တော်မူဖြစ်သည်ဒူးမြောင်းကိုဖျက်ကျော်ရန်ပြုတ်လုထားသောဤသည့်ဂုံးမောင်တရားမျိုးမဆိုလေချောင်းကာကွယ်မှုလုံလောက်အောင်မရဘဲနှင့်သဆိုးရှင်းနိုင်မည်မဟုတ်ယနေ့ဣသရေလ၄ထပ်ဤစွမ်းအားသည့် အလွန်တရာကြီးမားအစွမ်းထက်လျက်ရှိသည်လူတိုင်းစစ်ဆေးသိရှိနိုင်ကြပါသည်လေကြောင်းစွန့်ရည်သည်တံပြန်ထိုးစစ်အတွက် အကြီးမားဆုံးသောအင်အားပင်ဖြစ်သည်1968ခုနှစ်ကစီးနိုင်ကျွန်းစွယ်နှင့်ဂိုလန်ကုန်းမြင်တို့ကိုမိမိတို့သိမ်းပိုက်ခဲ့ကြခြင်းအပြင်မိမိတို့သည်ဆက်လက်တိုက်ခိုက်ကြမည်လောအာရတ်တို့လာတိုက်ခိုက်ခြင်းကိုစောင့်ကြိုနေကြမည်လောဟူသည်လမ်းဆောင်လမ်းကားတွင် ရောက်ရှိနေခဲ့သည် ထိုလမ်းနှစ်သွဲအနက်လာရောက်တိုက်ခိုက်ခြင်းကိုစောင့်ကြိုနေမည်ဟုသောဒုရီယာလမ်းကိုမိမိတို့ရွေးချယ်ခဲ့ကြသည်ဤသို့ရွေးချယ်ခြင်းမှာနိုင်ငံရေးအပေါ်စီရယူလိုမှုအတော်ဖြစ်သည်ယခုစစ်ပွဲဖြစ်လာရခြင်းမှာအီဂျစ်သမရအဝါစဒန်စီးရီးယားသမရဟာဖတ်အာဆန်နှင့်ဂျော်ဒန်ဘရင်ဟူစိန်တို့ပြုတ်လုခဲ့ကြသောအစည်းအဝေးဤရလက်ဖြစ်သည်ဘရင်ဟူစိန်သည်အကြက်တဲနေရင်ဆိုင်နေရပြီဖြစ်သည် ယခုစွန့်စားမှုတွင်၎င်းတို့နှင့်ပူးပေါင်းလာရန်ဘရင်ဟူစိန်က အကြက်ကိုင်းနေသည်မှာယုံမားဖွယ်မရှိသေး။သို့တော်လည်းသူ၏ပိုင်းနက်နေမြေတဝက်နှင့်ယင်းနီးယူထားရသည့်လွန်ခဲ့သော၆နှစ်ကအတွေ့အကြုံသည်သူ့အတွက်အလေးအနက်စဉ်းစားပွဲရာအကြောင်းကြီးတစ်ခုဖြစ်နေသည်ဟုဘူဂျုတ်ကြီးဟိန်ဟာရ်ဇက်ကတိုင်းပြည်သို့အသံလွှင့်ပြောကြားသွားသည်။လက်ရှိစစ်ပွဲတွင်အာရဗျားဘက်မှဂျော်ဒန်ဘရင်ဟူစိန်ပါဝင် တိုက်ခိုက်လာရန် ဝိုင်းဝန်းအကြက်ကိုင်းခြင်းကိုခံနေရသည်ဆိုသောအချက်နှင့်ပတ်သက်ပြီးအစ္စရေးနိုင်ငံရှိအကြမ်းမြင်များသော ရက်ကွက်ကလည်းအတီးပြုပြောဆိုသည်ဘီယင်ဟူစိန်သည်၎င်း၏တပ်များကိုမနေ့ကတက်လှန်ထားတော်လဲထို့တပ်များ၏စစ်မြေပြင်သို့ယနေ့ဝင်းရောက်ရန်အလားအလာမရှိသေးဟုအစ္စရေးတို့ကခံမှန်းတွက်ဆထားသည်အစ္စရေးတို့၏အင်အားခိုင်မာသောလေကြောင်းစစ်စင်ရေးကြီးကိုယခုအချိန်မှစပြီးစတင်ဆင်နွှဲပြီးဖြစ်ကြောင်းဖြင့်ကိုလံဂုံမြင့်မြင့်တို့ရောက်နေသည့် အစ္စရေတန်လွင့်ဌာနသတင်းတောက်ကယမနေ့ညနေ9နာရီရင်သတင်းပေးခဲ့သည် သူသတင်းရဂိုလန်ဂုံမြင့်မြင့်တွင်ရှိသည့်စီးရီးယားတို့၏လေးရင်ပြဒုံးရင်စခန်းများကိုအစ္စရေလေးတပ်ကအနောက်ရှက်ကင်းမဲ့စွာဖြင့်ခြေမုံနိုင်ခဲ့သည်အပြည့်အခက်ရက်စဲရင်မြင်းချောင်းနှင့်ဒမတ်စကတ်မြို့ကြားရှိ SAM2 SAM3 SAM6 ဒုံးရင်စခန်းမှာတရာစင်ငန့်ကိုလည်းလှုပ်ရှားမှုလုံးဝမပြုတ်နိုင်တော့အောင်တိုက်ခိုက်နိုင်ခဲ့သည်အစ္စရေလေးတပ်သည် ။စုဟာဒူးမြောင်တလျှောက်တွင်၎င်း၊ဇီနိုင်ကျွန်းဆွေတဲ့တွင်၎င်း၊ဘုံကျဲကျင်နှင့်လေးချောင်းတိုက်ပွဲများဆင်နွှဲကြရာတွင်အလွန်တက်ကြွပြီးအစွမ်းထက်ကြသည်။အီဂျစ်လေးရင်အများအပြားအထူးသဖြင့်မတ်တိုက်လင်းရင်မြန်များသည်အစ္စရေးတိုက်လင်းရင်မြန်များနှင့်ဇီးချင်းတိုက်ပွဲများတွင်၎င်းဒီရင်ပြည့်အမြောက်များဤလက်ချက်ဖြင့်၎င်းပြစ်ချခြင်းကိုခံနေကြရသည်အစ္စရေးလေးတပ်ဤလက်ချက်ဖြင့်မိโกမဲများတလူလူတက်နေသည့်အီဂျစ်တင်ကားများကိုမနေ့ကနေ့ ယနေ့နှစ်ရက်လုံးလုံးအဝေးမှပင်လှမ်းမြင်နေရသည်အီဂျစ်တို့သည်၎င်းတို့ပြုလုပ်ခဲ့ကြသောတံတားများမှဖြတ်ကျော်ကူးလာရန်များစွာခက်ခဲနေကြပြီဖြစ်သည်အစ္စရေးလေးတပ်သည်တူးမြောင်း၏တောင်ဘက်ပြားတွင်အလုံအများဆုံးဖြစ်နေသည်ဒါသည်ဥရုကလည်းမိမိတို့ကိုအထောက်အကူပြုသည်ဘဲမုံတိုင်းမရှိတိမ်ကင်းစင်ကနေရောင်ကလည်းမဆူရှာကြည်အပူချိန်မှာဖာရင်ဟိုက်60မှ89ဒီဂရီအထိသာရှိလျာမြေပြင်တွင်ပြင်းထန်သည့်တိုက်ပွဲများဆင်နွှဲရန်အကောင်းဆုံးဖြစ်နေသည်ဟု ်အစ္စရေးသတင်းထောက်ကသတင်းပေးပို့သည်ယနေ့ညနေပိုင်းမှာပင် အရန်တပ်ဗိုလ်ချုပ်ကြီးဟိမ်ဟာဇာကသတင်းစာဆရာများနေတွေ့ဆုံကအခြေအနေကိုရှင်းပြသည်ဟိမ်ဟာဇာကတူးမြောင်၏အနောက်ဘက်တွင်အီဂျစ်တပ်မတော်တစ်ခုအရှိဘက်ကမ်းတွင်တစ်ခုရှိသည်ဇီနိုင်ကျွန်းဆွယ်ကိုထိုးစစ်ဆင်းနေသည့်တပ်များအားနောက်ပိုင်းမှာလက်နက်ရိတ်ခါဖြည့်ခြင်းတက်ကူပေးခြင်းများမှာယနေ့ရောနေသွားသည်အစ္စရေးလေးတပ်၏ကြီးမားသောစွမ်းပကားဖြင့် အီဂျစ်နိုင်ငံအတွင်းရှိလင်းရင်ခွင်းများဒုံစခန်းများကိုတိုက်ခိုက်နိုင်ခဲ့သည်ခုခံမှုအ ਨੇ ငယ်ကိုသာရင်ဆိုင်ရသည်သို့တော်လည်းအီဂျစ်လေတပ်၏ဆုံးရှုံးမှုမှာမကြီးမားလာသေးပေစီးရီးယားစစ်မျက်နှာတွင်နေဆက်ဒေသနှင့်ဒမတ်စကတ်ကြားရှိဒုံရင်စခန်းများကိုဖျက်ဆီးနိုင်ခဲ့သည်စီးရီးယားလေတပ်သည်မနေ့ကနေ့နှိုင်းရှင်လျင် တက်ကြွမှုများစွာနေပါသွားသည်အစ္စရေးလင်းရင်မှုများနှင့်ရင်ဆိုင်ရသောအခါကြောက်စိတ်များဝင်လာကရင်ရင်တင်းတင်းမတိုက်ဝန်ပဲရှိနေသည် အစ္စရေးရဲ့အဓိကထိုးစစ်အတွက်အယံတပ်များကိုစူးစီးခဲ့ရာယခုအသင်ဖြစ်ပြီးအယံတပ်များသည်အုပ်စုကလေးများအသွင်ဖြင့်ဝင်းရောက်တိုက်ခိုက်ခြင်းထက်အင်ဂျီအာဂျီအလုံးရင်းကြီးဖြင့်တိုက်ခိုက်နေကြပြီဖြစ်သည်ဂိုလန်ဂုံးမြင့်မြင့်တွင်ကြီးမားသောအပြောင်းလဲကြီးကို ဖြစ်စေတော်မူစီးရီးယားတို့သည်အင်အားအကန့်အသတ်ထားသည့်အစ္စရေးတပ်များကိုတိုက်ခိုက်ရမှာပင် ဟုတ်တီဗတ်တီထိုးဖောင်နိုင်ခြင်းမရှိခဲ့ပါဟုသတင်းစာဆရာများကို ဟိမ်ဟာဇာကရှင်းပြသွားသည် ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ